ဖေဖော်ဝါရီ9ရက်ကနေပြီးတော့မှ10ရက်အတွင်းပေါ့နော်2020ဖေဖော်ဝါရီ9ရက်ကနေ10ရက်အတွင်းအဲ့ဒီအတွင်းမှာတိုက်ပွဲအာအသေးတစ်ခုဖြစ်တယ်ပေါ့ ရှာတော့မြို့ဟိုအနီးနားမှာပဲကရအနီးနားရှာတော့မြို့နဲ့နမိတ်ထဲမှာပဲပေါ့နော်အဲ့လိုဆိုတော့အဲ့ဒါကဘာလဲဆိုတော့ဟိုဘက်ကစစ်ကောင်စီဘက်ကနေပြီးတော့มาသူတို့စစ်ကူပို့တယ်စစ်ကူပို့တော့ဟက်စကီနဲ့လာပို့ပဲပေါ့နော်လာချတယ်စစ်ကူအဲ့သူတို့လာချတဲ့နေရာကကြတော့ကျွန်တော်တို့ရှာတော့မြို့ကစစ်ဆောင်နေယာယီစစ်ဆောင်နေကြတဲ့တောင်ယာစခန်းနေရာမှာတောင်ယာတွေနေရာမှာပေါ့နော်အဲ့လိုတောင်ယာတဲတွေပေါ့နော်သူတို့ကအဲ့နားမှာစစ်ဆောင်နေအဲ့နေရာနားမှာကိုပဲဟိုဟာစစ်ကောင်စီဘက်ကစစ်အင်အား ချတယ်။လာချတဲ့ဟာကိုဒီဘက်ကတော်လန်ကြီးတက်ဖွဲ့တွေကနေအဲ့အင်အားကိုသွားဖြတ်ရတယ်ပေါ့လေနော်သွားဖြတ်။အဲ့ဒီအချိန်မှာဟိုဘက်စစ်ကောင်စီဘက်ကနေခုနစစ်ဆောင်နေတဲ့ဒီဒေသခံရွာသူရွာသားတွေကိုသူတို့ကစစ်ဟိုကနေလူသားတိုင်းအနေနဲ့သူတို့ကခေါ်သွားတယ်။ ဲ့လိုဆိုတော့ဒီဘက်ကတော်လိုင်းတက်ဖွဲ့ရလိုက်လာတယ်ဒီဘက်ကဟိုဘက်စစ်ကောင်စီကဒီအရက်သားတွေလူသားတိုင်းနေနဲ့ခေါ်သွားတယ်ပေါ့နော်ဒီဘက်ကလည်းဒီဘက်ကတော်လိုင်းတက်ဖွဲ့ရှေ့ဆက်လက်တူးလို့မရဒီဘက်ကဒီအရက်သားတွေတကြခံလုတ်ခံထားတဲ့အရက်သားတွေကလည်းကြောက်လန့်တကြဖြစ်ဟိုဘက်ကစစ်ကောင်စီဘက်ကလည်းသူတို့အာသူတို့ဘာလုပ်ရမှန်းမသိအဲ့လိုအနေထားကြီးလက်ခဲတင်းနေနေထားကြီးပေါ့နော်အဲ့ဒါကို ဲ့ဒီအချိန်မှာအဲ့ခုနဒီအရတားတွေကအသက်ခံနိုင်ရတယ်တယောက်ကထွက်ပြေးလွတ်မြောက်တယ်အသက်ခံရတဲ့အထက်မှာအမျိုးသမီးတွေအာကလေးသူငယ်တွေတကြွရွယ်ဝေးပါတယ်ပြီးတော့ကိုဝင်ဆောင်တဲ့မိခင်လည်းပါတယ်အာဘိုက်ထဲမှာကလေးရှိရဲ့ပေါ့လေနော်သူတို့အသက်ခံရတယ်